ားလုံးပဲမင်္ဂလာပါဒီတပတ်မှာဆိုလို့ရှိရင်တော့ဒီ international play တွေဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လဲနိုင်ငံတကာပွဲစဉ်တွေတက္ကစားတဲ့အချိန်မျိုးမှာတော့ကျွန်တော်တို့ကလပ်တင်းတွေကိုချိမဲ့လို့လည်းညီကိုတွေတက်တော့အဲဟိုစိတ်ပျက်စရာအချိန်တွေပေါ့ဗျာဒါထဲမှာဆိုလို့ရှိရင်လည်းတပတ်နာပြီးတော့နောက်သေးတပတ်မှာညပွဲလေးပွဲစဉ်နဲ့ဝေဘပွဲစဉ်တွေပြန်လာဖို့ရှိတဲ့အတွက်ကြောင့်မို့လဲဒီတပတ်မှာတော့ကျွန်တော်တို့ကလပ်ပွဲစဉ်တွေတိုင်တက်တဲ့ညီကိုတွေတက်တော့ဟိုပြင်းစရာနည်းရက်တွေကိုတော့ဖဲရအောင်ပါဖြစ်ပါတယ်ဒါကြောင့်မို့ဒီပွဲစဉ် ဒီနေ့မှဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့လီဗာပူးတင်းနဲ့ပတ်သက်ပြီးတော့အနေနဲ့အစီအမံတုံ့ပြန်မှုတွေလောက်လောက်သွားရအောင်ဟိုအတင်းကြောင်းတော့ကိုကိုကိုလီလင်ပဲအမနာတန်ပြောပြောလိုက်ရအောင်ပေါ့ဗျအစီအမံဆိုလို့ရှိရင်တော့ကျွန်တော်တို့လီဗာပူးတင်းကတော့ပြီးခဲ့တဲ့ရာသီကဒီပြတ်ဂျာဂင်ကလော့ကြီးထွက်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒီပြတ်တဲ့အနီဆလော့မရောက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အနီဆလော့ရဲ့ဒီပထမရာသီမှာဆိုလို့ရှိရင်တော့လီဗာပူးတင်းကိုဂျာဂင်ကလော့ထားခဲ့တဲ့ သူရစုပ်ပွဲကိုဘာမှအပြောင်းလဲမလုပ်ဘဲနဲ့ဈာထဲမှာဇူးစင်ပြဒီကိုသမားမမတ်သစ်စီကိုလည်းလင်စီယာကနေပြီးတော့ခေါ်ယူခဲ့ပြီးတော့ဒီဘလင်စီယာတင်းမှာပဲအငားပြက်လဲချက်ခဲ့တဲ့အတွက်ကြောင့်ပေါ့လေဘဝူးတင်းတော့ဘာမှကြီးကြီးမားမားပြောင်းလဲမှုစီတပည့်ရဒီအပြောင်းစီဘက်ကနေမှာမှကောက်ကနေကြီးအပြီးခေးစားကိုခေါ်ယူပြီးတော့အားပြခဲ့ပြီမဲ့လဲပြီးခဲ့တဲ့ရက်ဒီမှာဆိုလို့ရှိရင်ခေးစားကိုဘဝူးတင်းအနီဆော့အနေနဲ့အတော်ကြီးမှုအနေနဲ့ဒါပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ပေါ့လေ ဒီကလေးရတီကဆိုလို့ရှိရင်ဒီဘူးတင်းတော့အဓိကကစားခဲ့တဲ့ကစားသမားတွေကတော့ဒီပြရက်ကလော့ထားခဲ့တဲ့လူများစုပဲကိုအရင်ဆုံးအနေနဲ့သူရဲ့ဒီ business ဒါရဲ့အနေငယ်ပြုပြင်ပြောင်းလဲမှုတွေလောက်ပြီးတော့ဒါနည်းနည်းလေး policy တောက်ပြီးတော့ပြောင်းလဲခဲ့တဲ့အပြောင်းလဲတစ်ခုလောက်နည်းနည်းပပသာရှိပြီးတော့ဒါပြည့်ဒီကွင်းလက်မှာသူလူစီတော့သူလက်ထက်မှာသူလူစီတော့ career ဘက်ကိုတော့ပေါင်းစုံတယောက်တင်ပေးခဲ့တဲ့ဒီပြတရားကိုပြောရမှာပါဒီကလေးရဒီလက်သူလူစီ premier league မှာတော့ အဲ့ဒီဆိုတော့ရလီဗာပူးတင်းကတော့ဒီပရီးမီယာလိ30နဲ့10ပွဲကစားပြီးတဲ့အချိန်မှာတော့ဒီပွဲသားဆုံးနေခဲ့ပြီးတော့နောက်ဆုံးပရီးမီယာလိချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်လီဗာပူးတင်းပိုက်ရှင်နေနဲ့ဒီတာဝန်ရှိသူတွေကတော့ဒီပြအနီဆလော့ကိုတော်တော်လေးကိုပြီးခဲ့တဲ့ရဒီကအနီဆလော့လုံးပြခဲ့တဲ့အရင်တွေးလေးကိုတုံ့ပြန်မှုတွေအပြည့်အဝထားပြီးတော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်လီဗာပူးတင်းကလပ်တပိုက်သူ6ပါဆိုလို့ရှိရင်လုံးဝ ကြဘူးတဲ့ဆက်ချင်းတွေပျောက်စီးခြင်းတွေနဲ့လောကတလောက်ထိဟိုကြီးအမြောက်အများကိုအတုံးပြုတ်ပြီးတော့ဒီကစားသမားခေါ်ကြည့်မှုတွေကိုပြုတ်လုတ်ပြီးခဲ့တာဆိုလို့ရှိရင်တော့လီဗာပူးအတင်းကလပ်တပိုင်းသွားပါဆိုလို့ရှိရင်တော့ဒီရတီရတီကတော့အဲ့ကိုဒီဒီမှာခေါ်ယူမှုတွေလို့ပြောရမှာပါဒါကြောင့်မို့လဲဒီနေ့ရတီမှာဆိုလို့ရှိရင်အနည်းဆုံးတော့အနေနဲ့ပြီးခဲ့တဲ့ရတီကတကယ်ကလော့ထားခဲ့တဲ့လူကြီးအစွဲပါဆိုလို့ရှိရင်အထူးသဖြင့်တော့တိုက်စစ်တစ်စုံလုံးလီဗာကို ပြောင်းလဲပြီးတော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်သူ့ချေသူ့လက်နဲ့သူ့ရဲ့ပုံစံခံပန်အတိုင်းတရားဘူးတော့တိုက်စစ်မှာဆိုလို့ရှိရင်တော့ဒါဝင်နုနဲ့လို့ဒီဖေတောက်ဘတ်မှာဆိုလို့ရှိရင်ပြီးကြတဲ့ရက်ဒီနောက်ဆောက်ဒီဘဝဒင်းတော့အကူရတဲ့အသက်ရှင်မှမှန်တဲ့အကွင်းလုံးကိုပတ်ပြီးတော့မှုခဲ့တဲ့ကိုလံဘီယာသားလူဝီဒီယက်ကိုလည်းရောက်ထောက်ခဲ့တဲ့ဘယ်မီလက်ကိုရောက်ထောက်ခဲ့တဲ့အဖက်တကြောင်ဒီနေ့ရဒီမှာဆိုလို့ရှိရင်လူဝီဒီယက်နေရာကို အစားထိုးပြီးတော့ပြန်လည်ပြီးတော့မခုံယူနိုင်ခဲ့တဲ့အခြေအနေမျိုးတွေတပြင်းသူ့နေရာမှာကစားတဲ့ဟိုဒီကဘူလေးချုပ်အနေနဲ့လည်းဒီနေရာဒီမှာဆိုလို့ရှိရင်ဒီဘူးတင်းတော့ဒီမှာအကူရတဲ့အခြေအနေမျိုးမရှိတဲ့အခြေအနေမျိုးမှာတော့တပြင်းညာတော့ဘာမှစုစစ်နဲ့ဒီမမဆလာအနေနဲ့လည်းသူ့ရဲ့အတက်ရဲ့ဘိုက်ဆိုင်ရဆိုလို့ရှိရင်သူ့ရဲ့အတက်အခြေအနေရဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်ဒီလောက်ကနေသူ့ရဲ့ခြေစွမ်းနေ ရစင်းသွားရမယ့်အခြေအနေမျိုးမှာပြီးခဲ့တဲ့ရက်ဒီမှာတော့အကောင်းဆုံးတောက်ပနိုင်ခဲ့ပြီပါတဲ့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်မိုမက်ဆာလာအနေနဲ့သတော်လေးကိုရုံးကပ်နေရတဲ့အခြေအနေမှာသူ့ရဲ့ခြေစွမ်းလေးအတက်ရွယ်ရအကြပိုင်းကိုရောက်ရှိနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်ဒီနေ့ရက်ဒီမှာတကယ်ကိုအကူရတဲ့ကစားသမားဆိုလို့မမဲရမရှိဘူးဗျ။ဒါကြောင့်မို့လဲဒီနေ့ရက်ဒီမှာခေါ်ယူထားတဲ့ဒီတိုက်စစ်အစုဖွဲ့ပါဆိုလို့ရှိရင်တော့ လက်ဇန္ဒအိဆက်အနေနဲ့လည်းပြည်မြလေးဆန်ချင်းတင်ပျောက်သိကြီးတွေကိုအများကြီးအထောက်ပြုပြီးခေါ်ယူထားနေပါတယ်လက်ရှိမှာဆိုလို့ရှိရင်လက်ဇန္ဒအိဆက်အနေနဲ့လည်းဘူကစေကနေလီဗာပူးတင်းကိုပြောင်းဆွေးလာပြီးတဲ့အချိန်ကစပြီးတော့အခုချိန်ထိအပွဲမှာကိုကောင်းကောင်းခြေစုံမပြရသေးဘူးသူရဲ့ဒီတက်ခိုက်မှုပိုင်းမပြေဝတာနဲ့တပ်ပြတရန်တရန်ရနေတာတွေနဲ့လုံးလက်ချလက်ပတ်ရနေတာနဲ့ပဲဒီဘူးတင်းအတွက် ဟုတ်ကြပြီမကစားပြနိုင်တဲ့အခြေအနေမျိုးမှာလက်ရှိမှာဆိုလို့ရှိရင်ဒီဘူးတင်ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်ဒီကိုအေကီတိကိတယောက်တည်းဒါအာကုနေရတဲ့အခြေအနေမှာယတိဇမှာတော့ဒီကိုအေကီတိနေရတဲ့ဒီဘူးတင်အတွက်ကဲဟိုအာကုရတဲ့တိုက်စစ်ကစားသမားတယောက်ဖြစ်ခဲ့ပြီမဲ့လည်းလက်ရှိဒီနောက်ပိုင်းဖွဲ့စည်းနေမှာဆိုလို့ရှိရင်ဒီကိုအေကီတိကိနေနေနဲ့လည်းခြေစွမ်းပိုင်းအနေနဲ့ကျဆင်းလာတဲ့အခြေအနေမျိုးမှာဒါပြင်ဖပြင်ဘက်အနေနဲ့လည်းတတိဒီဘူးတင်ကိုအချိန်မှပြီးတော့ရောက်လာလို့ပြောရမှာက ပြီးခဲ့တဲ့ရတူဒီရကင်ကလော့လက်ထက်လောက်ကသာဘယ်ဘက် ရောက်ခဲ့လို့ရှိရင်တော့ဒီဘဘူးတင်းကတော်တော်လေးကိုတိုက်စစ်အစုဖွဲ့တော်တော်လေးကိုကောင်းမွန်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဘဘူးဘက်ရဲ့ဒီဖတ်တီးပေးမှုတွေဒီဘဘူးတင်းမှာတော်တော်အကူရမဲ့အခြေအနေမျိုးမှာလက်ရှိဖတ်ပြန်ဘတ်အနေနဲ့လည်းသူ့ရဲ့ဖတ်တီးပေးမှုတွေသူ့လုတ်ထားပြီးမှတဲ့သူ့လုတ်ပေးနေပြီးမှတ်လဲဗျာတစ်ဖက်ကအဆုံးတက်တဲ့အဲစစ်ကစားသမားတွေအနေနဲ့ဘူးဖတ်ဘူးခေးမှဖတ်ပြီးပေးနိုင်မှုတွေကလည်းဘူးပြန်ဘတ်ပေါ်ကို ဖရုတ်ပေးတတ်တဲ့အနေနဲ့လည်းအဘလိုအမေဖြစ်တယ်ဗျာသူ့အနေနဲ့ဒီပျောက်တစ်ချိန်ချင်းလီဗာပူးတင်းကိုဒီဟောတန်တရာကျော်နဲ့ပျောက်ချထားရတဲ့အချိန်မျိုးမှဆိုလို့ရှိရင်တော့ဒါလောက်ခြေစွမ်းပြမှုကိုပေးတတ်တဲ့အနေနဲ့တော့မသိနိုင်နိုင်တော့ကျွန်တော်အနေနဲ့နားလည်ပြလို့ရပါတယ်သူ့ပေမဲ့တော့လည်းသူ့ရဲ့လက်ရှိပြတတ်နေတဲ့ခြေစွမ်းတော့တကယ်ကိုဆိုးဝါးရမဟုတ်ဗျာသူ့အနေနဲ့ဘုဘတ်တိမှုတွေတော်တော်တပွဲမှဆိုလို့ရှိရင်အနည်းဆုံးအချိန်၃ချိန်ပုံမှန်လောက်ပြနေပြီမဲ့တဲ့ တစ်ဖက်ကအဆုံးသတ်တဲ့တရှိသာသမားတွေအနေနဲ့လည်းအဆုံးသတ်မှုဘိုးဖြစ်မပြောင်းလဲနိုင်ခဲ့ခြင်းကလည်းဒီဖပြန်ဘတ်တွက်ဘိုးပေါင်းပတ်သက်မှုတွေမရခဲ့တဲ့အဓိကအချက်လို့ပြောရပါဗျာတိုးမဲ့လို့လည်းဖပြန်ဘတ်အနေနဲ့လည်းသူ့ရဲ့အရေးဒီပိုင်းကတိုးစရာမလိုဘူးဗျာနောက်ပိုင်းဆိုလို့ရှိရင်ဒီဒီကို AD တို့လက်စရအီချက်တို့ရဲ့ဒီပြန်လည်ပြီးတော့ခြေစွမ်းပြန်မှန်ခဲ့ပြီးတော့ဒီအတင်းပေါ်ကူအတင်းကစားသမားတွေနဲ့ဟိုနားလည်မှုစစ်စစ်နဲ့ ထိုင်ဆက်မိမိသွားလူစီရနော်လီဗာပူးတင်းရဲ့တိုက်စစ်မှာဘာမှပြောစရာမလိုဘူးဗျ။တက်စီမှာဆိုလို့ရှိရင်လည်းလီဗာပူးတင်းရဲ့ဒီကိုယ်လက်မှာဆိုလို့ရှိရင်လည်းဒီယတိဇာမှာတော့လက်စစ်မကလစတာအနေနဲ့လည်းဒီတက်ခိုက်မှုပိုင်းရရောသူ့ရဲ့တရားအခြေအနေရရောနိုင်ငံရုံးကခဲ့ရမှာအခုနောက်ပဲပွဲစဉ်ဒီမှာဆိုလို့ရှိရင်ဒီလက်စစ်မကလစမကလစဇီရတည်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ရည်သူပိုင်းကိုပြီးခဲ့တဲ့ယတိကခြေစောင်းပိုင်းကိုပြန်လှည့်ပြီးတော့မြင်သူတွေရပါပြီ။ ဥပမာတော့လေလူမှုတင်းရအဓိကအားနဲ့ကြဖြစ်တဲ့ဒီခက်ကျက်သာသမာနှစ်ယောက်ဖြစ်တဲ့ဟောနာတိနဲ့ဒီဘာဂျပန်သားတို့ရဲ့အတွဲမှာစုစုချင်းပြီးရတဲ့ယတိကတကယ်ကိုအတွဲကြီးထဲပြီးမဲ့လေဒီနှစ်ယတိမှာစုစုချင်းရဲ့ဘာဂျပန်သားရလို့ထားလိုက်ပါတော့ဗျာသူ့အနေနဲ့အတက်ရွယ်ပိုက်ရအရာစုစုချင်းသူရအတက်ရွယ်ရစုစုချင်းတော့ပြီးရတဲ့ယတိလောက်ကနေပြီးတော့ကျတော့တင့်ပြီးမဲ့လေအခုချိန်ပြီးသူ့ရသနာရလက်ပဲဘယ်လောက်ကြီးရှိလဲဆိုတာကိုအခုချိန်ပြီးပြသနေတော့ဗျာသူ့အနေနဲ့ပွဲစဉ်တိုင်းမှာလူလို့ ကဲဟိုဖွဲ့ချိန်ပြီးကစားနေရတဲ့ဒီကစားသမားတယောက်အနေနဲ့သူ့ရဲ့အတက်ရွယ်ရဆိုလို့ရှိရင်စိတ်တာရှိတော့တယ်ဗျ။သူ့ရဲ့ခန္ဓာကိုယ်ကဒီစိတ်သွားတာကြီးကိုမပါနိုင်တော့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်အနေနဲ့နှီးကွေးသွားတာလေးရှိခဲ့ပြီးမှတဲ့သူ့ရဲ့ဒီအတင်းပေါ်ကိုဥဆောင်နိုင်မှုကတော့ဦးချိန်ပြီးကိုတတ်တယ်ဆုံးပဲဗျ။သူ့ရဲ့တွေ့ကစားတဲ့ဒီဒီဘိုင်နာကိုရာတီစုပြင်မဲ့သူ့ရဲ့အတက်ရွယ်ရဆိုလို့ရှိရင်လည်းဒီပြီးခဲ့တဲ့ရက်ဒီကခြေစွမ်းကိုအခုချိန်ထိကို ပြမရသေးဘူးကြာဒီနေ့ရက်ဒီမှာဒီဒီဒီရက်ဒီကုန်မှာအတင်းနဲ့လမ်းခွဲဖို့တတိနေထွက်နေပြီမဲ့လေဒီဘဘူးတင်းကတော့ဒီသားသမားကိုအဲချုပ်တဲ့ချုပ်ဆိုဖို့အတွက်ကဲရုပ်ကြည့်ဖို့လေးစိတ်နေပြီမဲ့လေတစ်ဖက်ကကော်နာတေးအနေနဲ့လည်းရေမတိကိုပြောင်းဖို့ဒါဆက်ရထက်တက်နေတဲ့အခြေအနေမျိုးတွေရှိတဲ့အကြောင်းမို့ဒီတိုင်ပွဲတိုင်းမှလို့လို့ဒီဘဘူးတင်းအတွက်ဒီသူကစားရတဲ့ပွဲစဉ်တိုင်းမှလို့အယုံအပြေဝမဆိုင်နိုင်ဘူးကျွန်တော်အနေနဲ့သိမိတယ် ဟောရသည်အနေနဲ့လည်းဒီပွဲစဉ်တိုင်းမှာဆိုပြီးစရင်သူ့ရဲ့ဒီအမားတွေကနေပဲဘိုးဖြစ်ကြောင်းနေပြီးတော့ပေးနေရတဲ့အခြေအနေမျိုးတွေလာတော့ဒီဘဘူးတင်းတော့ဟိုခန်းစည်းပြဿနာကတော်တော်လေးကိုဆိုးရတယ်ဒီဆောင်ရတီမှာဒါကျွန်တော်တို့လီဘဘူးတင်းအနေနဲ့လည်းဒီခန်းစည်းမှာကစားသမားကောင်းတွေဒီခန်းစည်းကစားသမားကောင်းတွေကိုဒီဗန်ဒါဗန်နိုင်နဲ့တွေ့ပြီးတော့ကတိုင်ရမယ်ကစားသမားတယောက်ဒါမှမဟုတ်ဗန်နိုင်နေရာမှာတိုက်ရိုက်အတိုက်ကိုဖိအားပေးပြီးတော့အစားထိုးနိုင်မယ် ဒီခက်စစ်မှုကောင်တယောက်ရခွေလို့ရှိရတော့လေဘဘူးရဲ့ဒီခက်စစ်ပိုင်းကအနည်းငယ်စိတ်ဟဲရမယ်ရှင်လို့ဆိုပါတယ်ဒီပုံစံတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီဘဘူးတင်းနေတဲ့ပြီးခဲ့တဲ့ချက်ပြန်ဆိုလက်ဒီချက်ပြန်ကကွယ်မဲ့အဲ့မက်ကတော့ဒီကြောက်ပြလို့ရပြီလားအတူတူပြတော့ဒီဘဘူးတင်းနေတဲ့ဒီနေ့ရဒီမှာဆိုလို့ရှိရင်ဒီပရီးမီယာလိတိုက်တဲ့မှာဆိုလို့ရှိရင်တော့လေကျွန်တော်တို့မန်စီးတီးနဲ့အာဆင်နယ်အတင်းတို့ရဲ့အမှတ်ချက်ချင်းကိုခံခဲ့ရပြီးတော့အာဆင်နယ်အတင်းနဲ့ဆိုလို့ရှိရင်စစ်မှတ် ီဘဒီမန်စီးတီးနဲ့ဆိုလို့ရှိရင်လေးမှတ်အောင်ကွာနေတဲ့အချိန်လေးမျိုးမှာဒီနေ့ရဒီဘဘူးတင်းရဒီခြေစမတိငယ်မှုတွေကြောင့်ကျွန်တော်တို့အနေနဲ့တော့ဒီမြတ်လေးကိုတော့အနေငယ်စိတ်ဆော့ထားတာလို့ပြောကျွန်တော်ပြောချင်တာကတော့လက်ရှိမှာဆိုလို့ရှိရင်ဒီဘဘူးတင်းနေတဲ့တော့ဒီနေ့ရဒီမှာပလာလမဲနဲ့သုံးတတ်ခြင်းမှုဆိုလို့ရှိရင်တော့အဓိကပလာတွေဖြစ်တဲ့အဖေပလာတာဘောက်ဘောက်ချန်ပီယံလိဂ်ကိုပဲအယုံအပြေဝါစူးစိုက်တဲ့နေလို့တော့ထင်ပြီးတယ်ကျွန်တော်ညကိုနေနေတော့ဘယ်လိုမြင်လဲဒီနေ့ရဒီမှာဒီဘဘူးတင်းရဲ့ ဒီခြေစွာရဒီဘဘူးတင်းနေတော့ဒီအဖေဖလားနဲ့ဒီစပလီဖလားကိုပဲအောင်ဆုံးအယုံဆိုင်ပြီးတော့စကားတင်တာဒီကလို့ရအမြင်တွေကိုတော့ကျွန်တော်ကမ္ဘာထဲမှာဝင်ရောက်ပြီးတော့ဒီနေ့တော့ကြပါအောင်အားလုံးပဲကြလောက်ပါလားကျွန်မချန်နယ်လေးကို subscribe လုပ်တယ် subscribe လုပ်ပြီးတော့အပိကြပါအောင်လို့တောင်းဆိုပါတယ်ကျွန်တော်ညီကိုတွေအားလုံးပဲအဆက်စားအရေးအထူးကြီးစိုက်ကြပါ